မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘုံမြို့မှာရှိတဲ့အကြံဖက်စကောင်စီရဲ့နောက်ဆုံးခံတက်စခန်းဖြစ်တဲ့ခလာယာ23ကို TNL PDF ပူပေါင်းတပ်တွေကတိမ့်ပတ်ရရှိသွားပြီလို့တရုတ်သတင်းတွေမှာဖော်ပြနေကြပြီတီဘုံမြို့မှာစကောင်စီတပ်မရှိတော့ပဲကင်းစင်သွားပြီလို့လည်းဖော်ပြနေကြပါတယ်ရန်ကုန်မြို့ကမာယုံမြို့နယ်မှာအကြံဖက်စကောင်စီကလူမိုက်တခိုးနဲ့ထောင်ထွက်တွေကိုပြူစော့တီတွေဖြစ်မွေးမြူထားပြီးတဲ့နောက် အော်တိုဘလစနီယနီတရက်ထဲမှာလေကားဆယ်စီးဖောက်ထွင်းအခိုးခံလိုက်ရတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောမြို့မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်စခန်းဖြစ်တဲ့ခလာရ23ကို DNLP ရဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိသွားပြီလို့တရုတ်သတင်းတွေမှာဖော်ပြနေကြပြီးတီဘောမြို့မှာစစ်ကောင်စီတပ်မရှိတော့ဘဲကင်းစင်သွားပြီလို့လည်းဖော်ပြနေကြပါတယ် အော်တိုဘလာ73ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတီဘောမျိုးမှာနောက်ဆုံးကြံနေတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ခလာရ23ကို DNL PDF ပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးစစ်ကောင်စီဘက်ကအရင်နိုင်သွားပြီဆိုပြီးတော့ကိုတရုတ်တည်င်းတွေမှာတောက်လျှောက်တက်နေတယ်လို့တရုတ်မြန်မာနယ်စပ်စစ်ရေးတည်င်းရှင်းမြစ်ကပြောထားပါတယ်အဲ့ဒီတီဘောမျိုးနယ်မှာစစ်ကောင်စီတပ်ကတရင်3ရင်းရှိပြီးအဲ့ဒါကခမရ93နဲ့94တရင်နှစ်ခုကို DNL PDF ပူပေါင်းတပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလကတည်းကသိမ်းပိုက်ရရှိထားတာဖြစ်ပြီး အဲ့ဒီမှာနောက်ဆုံးကြံနေတဲ့ခလာ23တရင်ကိုတော့မနေ့ကအော်တိုဘလ13ရက်နေ့မှာပဲ DNL PDF ပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်ရရှိသွားပြီးတီဘောမျိုးမှာစစ်တပ်စခန်းတွေမရှိတော့ပဲစစ်ကောင်စီဘက်ကအရေးနိုင်သွားပြီးဆိုပြီးတော့ကိုတရုတ်တင်းတွေမှာပေါ်ပြနေကြပါလိမ့်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့ကမာယုံမြို့နယ်မှာအကြပ်ဖက်စခန်းစီကလူမိုက်တခိုးနဲ့ထောင်ထွက်တွေကိုပြူစောတီတွေအဖြစ်မွေးမြူထားပြီးတဲ့နောက် ော်တိုဘလာစနီယနီတရက်ထဲမှာတင်ကားဆယ်စီးဖောက်ထွင်းအခိုးခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်အော်တိုဘလာစနီယနီညတကောင်ရန်အချိန်မှာပဲအချက်ဖက်စကောင်စီရဲ့ညမထွက်ရအမိတ်ထုတ်ပြန်ထားတဲ့အချိန်စစ်တပ်ကလက်သက်မွေးထားတဲ့တခိုးလူမိုက်နဲ့ထောင်ထွက်ပြူစောထီတွေကပြည်သူပိုင်ကားဆယ်စီးကိုတော့ဖွင့်ဓာတွေမှန်ရိုက်ခွဲဓာတွေလှုပ်ပြီးကားတွေကတချို့ငွေကြေးတွေအပါအဝင်ပစ္စည်းတွေကိုခိုးယူမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်ဒါအပြင် လူနေတိုက်ခန်းတွေမှာလည်းဖောက်ထွင်းခံရတာတွေအများပြားရှိလာနေပြီစစ်ကောင်စီကညမထွက်ရအမိန်ထုတ်ထားတဲ့အတွက်ညဘက်တွေဆိုအဲ့ဒီစစ်တပ်ကမွေးထားတဲ့ပြူစော့ထီးတွေသာလမ်းမဘော်ဒီမှာရှိနေတာဖြစ်တယ်ပြင်သူတို့ပဲကင်းလှဲ့သလိုလိုနဲ့လိုက်ခိုးနေတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ဒါပြင်လက်ရှိကမာရွတ်မြို့နယ်မှာပဲဆိုင်ငယ်နဲ့ကင်းလှဲ့လေးရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်းရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့တီးနဲ့ပေါင်းပြီး ပြည်သူတွေစီကနေအကြောင်းမျိုးမျိုးနဲ့မတရားဖန်ဆီးချိန်ချောက်ငွေညှစ်မှုတွေများပြားလာတဲ့အပြင်လူငယ်တွေကိုငွေကျပ်10သိန်းကနေ15သိန်းအထိပေးပြီးပြန်ရွေးနေရတာတွေပါဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့ကမာယွန်းမျိုးနယ်မှာစစ်ကောင်စီကပြစောတိအဖြစ်မွေးထားတဲ့သခိုးလူမိုက်ထောင်ထွက်တဲ့တည်င်းပေးတွေကအုပ်စုဖွဲ့ပြီးရဇဝမှုတွေကျူးလွန်နေတဲ့အပြင်ခိုးမှုနဲ့ဖောက်ထွင်းမှုတွေနဲ့ဇက်တိုက်ကိုဖြစ်ပွားလာနေတယ်လို့သိရပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာပဲ 苗老板，苗内妈，阿姐不是讲是大爷，他讲钱讲有木嘛，不帮包围你的，阿曼你一寡澳洲羡慕洋物。苗别表姐搭配一包里个六百磅包龙内，别端打开开的路。苗老板，苗内爸爸爸搭配一，当我们西头有个阳光，看到个表娃嘞。奥都伯拉，十多年内吃的，没那个牙高，那眼睛老麻白。苗老板，苗内阿曼你一寡澳洲羡慕洋物。苗别表姐搭配一包里个六百磅包龙内，别端打开开的叔娃嘞。 ဲ့ဒီမြောက်ကလာပါမြို့နယ်အမှတ်နီးရက်ွက်အုတ်ချုပ်ရင်းမှုနဲ့အဖွဲ့ဝင်တွေဟာချမ်ပတ်စကောင်စီကပြုတ်လုံးမဲ့အတုရောက်ရွေးကောက်ပွဲအတွက်တကောင်စင်းကောက်ယူတာတွေမတိမ်မှုကျွလွန်သူတရက်ခန့်တဦးစီကနေလက်ငွေယူပြီးပြန်လွတ်ပေးတာတွေအပြင်စစ်မှုတန်းကိစ္စတွေနဲ့ပါပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်မှုတွေလုပ်နေတယ်လို့ပြည်သူတွေကတိုင်ကြားမှုကြောင့်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကနေဖမ်းမိတာနဲ့အသက်ခံရမှာကိုတိတိကျကျနဲ့လုံခြုံရေးတင့်ကျပ်ထားတဲ့မြို့ပေါ်မှာပဲတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတာဖြစ်ပြီး အနေရရှိလာတဲ့အခါမြို့ပြပျောက်ကြားတပ်ဖွဲ့တွေကိုပြည်သူတွေကဝန်းရံပေးကြဖို့ကိုလည်းမြောက်ကလပမြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါကင်းနီပြည်နယ်ဘက်မှာတော့ဖားဆောင်တဲ့ဘောလခဲမြို့နယ်အကြားကအကြံဖက်စစ်ကောင်စီရဲ့ထူချောင်းစခန်းဂုံးကစစ်သားတွေဟာစခန်းကိုစွန့်ပြီးအကောင်လုံးထွက်ပြေးသွားကြပြီးဒေါ်လန်ကြီးတပ်တွေကနယ်မြေရှင်းလင်းရေးတွေပြုလုပ်နေတယ်လို့ဖားဆောင် PDF တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကို ပြောပါတယ်အဲ့ဒီဖားဆောင်တဲ့ဘောလခဲမြို့နယ်အကြားက ချမ်ပစကောင်စီရဲ့ထူချောင်းစခန်းကုန်းမှာရှိတဲ့စစ်သားတွေဟာဒေါ်လာ1တက်တွေရဲ့ wiper ပိတ်ဆို့တိုက်ခိုက်ဒါကိုခံထားရပြီးတဲ့နောက်အော်တိုဘလာ7ရက်နေ့မှာတော့စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ပြီးအကုန်လုံးထွက်ပြေးသွားကြပြီဆိုပါတယ်။အဲ့ဒီနောက်ဒေါ်လာ1တက်တွေကစခန်းကိုဝင်ရောက်သိမ်းဆီးပြီးနေမြေရှင်းလင်းရေးတွေပါလွတ်ဆောင်ခဲ့တယ်လို့စခန်းတွေကလက်နက်ခဲယမ်းအချို့ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့ဖားဆောင် PDF တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ဒီတခါ ဘကိုးတိုင်းဘက်မှာတော့အုတ်ဖုံမြို့နယ်မှာအချက်ဖက်စကောင်းစီတက်စစ်ကျောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမမှုအတွင်ဆယ်ကောင်းစီတပ်သား၁၀ဦးထက်မနည်းကတော့အသီးသီးသေကုန်ကြပြီတဲ့တော့ပြည်သူအယောက်20ကိုစစ်တပ်ကအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ဟီရိုပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်အော်တိုဘလ73ရက်နေ့ဖြစ်တဲ့မနေ့ကပဲအုတ်ဖုံမြို့နယ်ဝိုင်းကျေးရွာအနီးမှာ ရှိတဲ့ရဲခင်းစခန်းကစစ်ကောင်စီတပ်သားတွေဟာရေတာကျေးရွာဘက်ကိုထွက်လာတဲ့အချိန် တော်လိုင်းကြီးပူပေါင်းတက်တွေကလမ်းကနေအသင်ဆောင်ပြီးကြပြတ်တက်ခိုက်ချိန်မုံးခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းကတော့ဖောက်ခွဲပစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားတယ်ဆိုပါလေအဲ့ဒီနောက်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာဝိုင်းကျေးရွာအုပ်စုအနီးကရသပြည်သူအယောက်20လောက်ကိုအကြောင်းမဲ့ဖမ်းဆီးသွားတဲ့အပြင်သူတို့ရဲ့စစ်သားမပါအောင်တွေကိုလည်းဝိုင်းကျေးရွာတင်းကျိုင်းဂုံတွေကိုတည်သွားကြတယ်လို့ ီရိုးပျောက်ကြားတက်ဖွင့်တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျ။အဖမှာတော့ဘကိုးတိုင်းကဒိုင်ဦးမြို့နယ်မှာအသက်၅နှစ်အရွယ်မောင်ဝင်းကိုမြင့်ဆိုတဲ့သူကိုအကြံဖက်စကောင်းစီတပ်သားအမျိုးရဲ့ဖုန်းကိုခိုးယူတယ်ဆိုပြီးခမရ440တက်ကစစ်သားတွေနဲ့ရဲတွေကရိုက်နှက်တပ်ဖြတ်လိုက်ကြတယ်လို့တပ်ဖြတ်ခံရသူလူငယ်ရဲ့နီးစပ်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဖြစ်စဉ်ကအော်တိုဘလ9ရက်နေ့ကပဲ ဒိုင်ဦးမျိုးခမရ440တက်ကစစ်သားတအုပ်ရဲ့ညီမကင်ဆောင်တဲ့မိုဘိုင်းဖုန်းကိုအသက်15နှစ်အရွယ်မောင်ဝင်းကိုမြင့်ဆိုတဲ့သူကခိုးယူတယ်လို့ဆွဆွဲပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကလူငယ်ကိုဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ဒိုင်ဦးရဲ့စကန်ဒဲမှာလူငယ်ကိုဝိုင်းဝန်းရိုက်နေရမှာအော်တိုဘားလ6ရက်နေ့မှာတော့မောင်ဝင်းကိုမြင့်ဆိုတဲ့အသက်15နှစ်အရွယ်လူငယ်လေးဟာစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေရဲ့ရိုက်နှက်တဲ့ဒဏ်ရာတွေနဲ့ပဲတေဆုံသွားခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးငယ်ဟာစစ်တကဆွဆွဲတလို့ဖုန်းကိုခိုးယူတယ်မယူဘူးဆိုတာမသိရပေမဲ့တကယ်လို့ခိုးယူတယ်ဆိုရင်တော့ဥပဒေအတိုင်းအရေးယူလို့ရတာကိုအခုကသေတဲ့အထိရိုက်တက်လိုက်တာကဥပဒေမဲ့တဲ့လောက်ရကြီးဖြစ်နေတယ်လို့လေဒေသခံပြည်သူတွေကပြောထားတယ်လို့စကောင်စီတက်ကတော့အဲ့ဒီလိုလူငယ်လေးကိုသူတို့ရိုက်တက်လိုက်ပြီးမှကလေးငယ်ရဲ့ဖခင်ဖြစ်တဲ့သူကိုအပြင်ကိုတည်င်းမပေါက်ကြားဖို့အကယ်လို့ပေါက်ကြားခဲ့ရင်ဖခင်ဖြစ်တဲ့သူကိုပါတတ်ပြစ်မယ်ဆိုပြီးစကောင်စီဘက်ကချိန်ချောက်ထားတဲ့အပြင် ဖခင်ဖြစ်သူကိုငွေကျပ်2သိန်းရောချေးပေးပြီးအမှုကိုပိတ်လိုက်ပြီလို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ